တဆုံလမ်းကြီးဟာဘုရားရဲ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောမယ်ဆိုရင်ဗျာဒိတ်ခံခဲ့တာလဲကဆုံလမ်းကြီးနေပဲနောက်နောက်ဆုံးဘဝမှာဖွားတော်မူတာလဲကဆုံလမ်းကြီးနေပဲဖျားဖြစ်သူရောက်တော်မူတာလဲကဆုံလမ်းကြီးနေပဲဘဝအဆုံးသတ်ပြီးတော့ပြိနိဗ္ဗာန်စံသွားတာလဲကဆုံလမ်းကြီးနေပဲလို့ဒါကြောင့်မို့အချင်းချင်းပြောမယ်ဆိုလို့ရှိရင်ဗျာဒိတ်တော်ခံဖွားပွင့်စံဗျာဒိတ်တော်ခန္ဓာလဲကဆုံလမ်းကြီး နော်ဖွာတော်မူတာလဲကဆုံလာပြီဖရာဖြစ်သူရောက်တာလဲကဆုံလာပြီပြိနိဗ္ဗာန်စန္ဒာလဲကဆုံလာပြီလို့ဒီကဆုံလာပြီဟာဘုရားဘာသာဝင်တွေအတွက်အမြဲတမ်းထူးခြားတဲ့ဘုရားဘဝနဲ့ဆက်ဆက်နေတဲ့လာပြီလို့ဒီဘဝတွင်ပြောမယ်ဆိုရင်တော့ဖွာပွင့်စံပေါ့ဖွာတော်မူရာရဲ့ဖရာဖြစ်သူရောက်တော်မူရာရဲ့ပြိနိဗ္ဗာန်စန္ဒာရဲ့၃ခု ို့သောဒီဘဝမကဘူးဖရာလောင်းရဲ့တန်လျာဘဝမှာထည့်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်ဗျာဒိတော်ခန္ဓာနဲ့ဒီလားလို့။ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုဗုဒ္ဓဝင်ပါဠိတော်မှာဘလို့ပါအောင်ဆို။တာရာခဏဝီရောစန္တိအကဲခတ်ပြီးတော့ချိန်ချတာနော်။ဒီကနတ်တေမြမာတွေအဲ့ဒီဗျာဒိခန္ဓာနဲ့ပွဲမှာဖရာကိုပူဇော်ရင်းသူ့ဝိဒါရဲ့သိလေးကို ရားလောင်းဆိုပြီးတော့ဝန်းဝန်းပူဇော်ကြတယ်အဲ့လိုပူဇော်တဲ့အထဲမှာသူတို့ကလည်းအတီးပြုတ်ကြတယ်ဖရားကဖရားဖြစ်လိမ့်မယ်အနာဂတ်မှာဖရားဖြစ်လိမ့်မယ်တို့ဗျာရိတ်ဟောတဲ့စကားဟာဘယ်တော့မှမလွဲဘူးဆိုတာဘာဘယ်လိုအခြေအနေတွေကိုသူတို့ကြီးကြတာတော့ဆိုထူးခြားချက်တွေကိုကြီးလိုက်တယ်ကောင်းကင်မှာလည်းပဲကျေတွေကအံ့ဩစရာကောင်းလောက်သူကနေ့အခါကြီးမှာပဲဖြစ်စီပေါ့ကျေတွေအမတန်မှဖြစ်ဆုံးတဲ့အချိန်အခါကြီး ကောင်းကင်ကအကျဲတွေကတောက်ပပြီးတော့နေကြတယ်နက်ခတ်တွေဟာလည်းထင်းထင်းရှားရှားပေါ်ထွက်လာကြတယ်ညအခါထွက်ပေါ်လာမဲ့လာပြီဝန်းကြီးကလည်းပဲဝိတာခာဆိုတဲ့နက်ခတ်နဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်လာအဲ့ဒါကိုဝိတာခာနက်ခတ်နဲ့ရှင်တွဲတဲ့လဆိုတာကဆုံလားပြီပဲဒါကြောင့်မို့ကဘာမှာကဆုံလားပြီနေ့ကိုဘယ်လိုခေါ်တော့ဆိုဝေဆက်လို့ခေါ်တယ်ဝေဆက်ဆိုတာဝိတာခာကိုပြောတာ သူတို့အတန်နဲ့ပြောတယ်ဝိสาခဝိสาခဝိสาခဝိဆက်ဒီလိုခေါ်တာကဘာမှာခေါ်တဲ့စကားဒါအင်္ဂလိပ်စကားမဟုတ်ဘူးအိန္ဒိယဝေတာခဆိုတဲ့စကားလုံးကိုပါဠိစကားလုံးကလည်းဝေတာခပဲအိန္ဒိယကလူတွေရဲ့အတန်ထွက်တဲ့အခါကျတော့ဝိสาဒီလိုအတန်ထွက်တာဝိတာခ2000ကခုနကတည်းက United Nation က ဆုံးဖြတ်ချက်တစ်ခုချဘုရားမြတ်စွာဘုရားသာသနာတော်ဟာအမြဲတမ်းထူးခြားတဲ့ဘာသာတရားဘုရားအဆုံးအမတွေဟာထူးခြားတဲ့အဆုံးအမတွေဖြစ်တယ်ဘုရားဟာအမြဲတမ်းထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ကဘာကြီးငိမ့်ညာအောင်ကဘာကြီးငိမ့်ညာရုံနဲ့မကဘူးလူတွေရဲ့စိတ်နှလုံးပူလောင်မှုတွေကိုငိမ့်ညာအောင်ဟောပြောနိုင်တယ်အမြဲတမ်းထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူမွေးဖွားတဲ့ရက်ရက်တွေဟာ ကဘာမှာယုံပိရဲ့အဖြစ်အတိမပြုတင်နေလို့အစိုးတင်သွင်းပြီးတော့ဝေဆက်ပွဲတော်ဆိုတာကုလသမဂ္ဂကဘာတကဘာလုံးကနေအတိမပြုပြီးတော့တတ်မှတ်ထားတဲ့ရက်တစ်ခုဖြစ်သွားတယ်ခေဇက်တဲ့ holiday လို့ခေါ်တာ2000တက်ကြရ2000ကအခုတက်ကြရ2000ဆနစ်ရှိသွားဒါကြောင့်မို့တချို့နိုင်ငံတွေမှာကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရဆိုပြီးတော့ဝေဆက်ပွဲတွေဆင်ကျင်းပပြီးတော့နေကြတယ် အင်တမဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လှုပ်တင်လှုပ်ထိုက်တဲ့ပွဲတစ်ခုပဲဘုန်းကြီးတို့တိရီလင်ကနေတုန်းကဆိုလို့ရှိရင်ဒီဝိဆက်ပွဲဟာအကြီးကျယ်ဆုံးခုဗမာပြည်မှာကြီးကျယ်နေတာတကြံဖြစ်ဝိဆက်ပွဲတော့တမန်ညောင်ရီသုံးပွဲလောက်ပဲဒီလိုရှိတာဒါဖရားဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်မြတ်စွာဘုရားရဲ့ဘာသာတည်းပေါ့ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ် နောက်တစ်ခါမြတ်စွာဘုရားဖြစ်တော့ဘုရားဖြစ်သူရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်ပြိဋိဘံဆံတော်မူတဲ့နေ့လည်းဖြစ်တယ်အင်တမထူးခြားတဲ့နေ့ဒီထဲမှာထပ်ထည့်မယ်ဆိုရင်ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ်ပေါ့ဒါကြောင့်မို့ကဆုံလားကြီးဘုရားနေ့ဆိုတာအင်တမထူးချွန်ထူးခြားထူးခြားတော့ဘုရားဘာသာနိုင်ငံတွေဟာကဆုံလားကြီးနေ့တကယ်ကိုအမတ်တရလှုပ်တင်လှုပ်ထိုက်တာ